ဒိုဝဲမျိုးပါဒီနေ့အောက်တိုဘာလ29ရက်နေ့မော်လွယ်တနားီလမှာမိလုံမှုဖြစ်ပြီးနေနှဆောင်ဖြစ်စီသွားတယ်လို့မြုပ်ခမ်းတွင်တဲ့ပရိုက်တာလူမှုကေဆေးအသင်းအဖွဲ့တွေစီကသိရပါတယ်။ဒိုဝဲမျိုးရှီလန်ဝဲကျော်ထီလေးရက်ခွက်ကနှစ်ထပ်ပင်တောင်းအေးအပေါ်ထမှာဝါယာရှော့ဖြစ်တာကနေမိဆလောင်တာလို့မြုပ်ခမ်းတို့ကပြောပါတယ်။မိလုံမှုကြောင့်ရှောင်းဝင်းတခုဒီမှာရှိတဲ့နှစ်ထပ်ပင်တောင်းအေးတစ်ဆောင်နဲ့ တထပြင်ထောင်အူတဆောင်းမိလောင်ပြစီပြီးလူထိခိုက်မှုမရှိဘူးလို့တင်းနှိုင်းတိုင်ရေပေါ်ကဆယ်ရှင်နဲ့လူနာတင်အဖွဲ့တာဝန်ရှိသူဦးနှံမျိုးတွင်ကပြောပါတယ်။ဒါပြင်မိလောင်ရဲ့အီအပေါ်ထမနေတဲ့ကျမ်းမာရေးမကောင်းတဲ့အမျိုးသမီးတယောက်ကိုလည်းရက်ွက်သူရက်ွက်သားတွေကရွှေ့ပြောင်းပေးထားတဲ့အတွေ့ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။အဲ့ဒီမိလောင်မှုကို ဒွေမြွနဲ့မိသားတက်ဖွဲတင်းနာရီတန်ရီဘော်ကဆဲအင်းနဲ့လူနာတင်းအဖွဲစပုတ္တိရီဘော်လူနာကွန်ကြီးတဲဆောင်ရီအဖွဲနဲ့မြို့ကံပရာဟိတအသိန်ဖွဲတွေတိသခံတွေပူပေါင်းပောင်းမိညီတက်ခဲ့ပြီးမွန်လ2နာရီဝင်ချင်လာမှာတော့မိညီသွားတယ်လို့သိရပါတယ်